ကဲမျိုးတို့ရေမင်းသားနေတို့ကိစ္စဗျမင်းသားနေတို့ကတော့ပြန်လည်ပြီးတော့ဖန်းစီခံလိုက်ရတဲ့တရင်တွေကတော့တောက်ရှောက်ကိုတက်လာနေတယ်။ဘာကြောင့်ဖန်းစီခံလိုက်ရလဲလို့ကျွန်တော်နေနဲ့သွားရောက်စုံစမ်းတဲ့အခါမှာတော့မင်းသားနေတို့ကအခုလိုမျိုးသူကဒါတနိုင်ငံလုံးရဲ့ဆက်ဆူခြင်းဝေဖန်ခြင်းကိုခံလိုက်ရတဲ့အခါမှာသူ့အနေနဲ့ဒီရွေးကောက်ပွဲမဲဆိုရေးဇာကားကိုရိုက်ကူးရတာကဒါစစ်ကောင်စီရဲ့ PR ပေးခြင်းကြောင့်ဖြစ်တယ်လို့เนาะကျွန်တော်တို့ပြောလိုက်တာဖြစ်တဲ့အတွက်နေတို့ကို เนาะအခုလိုမျိုးတရင်ပေါက်ကြားစေမှုနဲ့ဒီကနေ့မှာเนาะမင်းညာပေါ့ဗျာဒါဖန်းစီလိုက်တယ်ဆိုရင်နေသားမျိုးတရင်ပေါက်ကြားလာပြန်ပါတယ်တကယ်လို့မစိတ်မကောင်းပါဘူးဟုတ်တယ်ဗျာเนาะကျွန်တော်တို့ဒီနေ့ကဆိုရင်ခိတိမီဒီယာကစစ်ကောင်စီရဲ့ထုတ်ပြန်ချက်ကိုเนาะဒါဖော်ပြပြီးသားပါเนาะကျွန်တော်တို့အမှုပညာရှင်တွေအကုန်လုံးပြေပါထုတ်ပြန်ပိတ်မြင်ထားတယ်အမှုပညာရှင်တွေအကုန်လုံးဟာမင်းသားမင်းသမီးတွေအထူးသဖြင့်တော့နာမည်ရပြီးသားမင်းသားမင်းသမီးတွေအကုန်လုံးဟာရွေးကောက်ပွဲကမ်ပိန်းမှာပါဝင်ရမယ်မပါဝင်လို့မရဘူး ကျွန်တော်တို့เนาะမြင့်မြတ်နေသူအေဂျင့်မောင်းနေဝင်ပြီးပြီเนาะအကယ်ဒမီရတဲ့သူတွေပြီးပြီလဲလဲလောကပြောတာเนาะဆိုတော့အခုကလူမင်းကိုဖုံးဆက်တယ်မွေးကိုဖုံးဆက်တယ်သူတို့ညောင်ဖုံးမကန်ဘူးလို့အသီးလင်းကိုစူထားပြီဖြစ်ပါတယ်ဆိုတော့ဖုံးကန်နေသူတွေကဘာတူလဲเนาะကျွန်တော်တို့အင်ရာဂျိုဆန်နဲ့ဒါပြည်သူသူတို့လင်မယားကတော့ဒါရွေးကောက်ပွဲမှာပေါင်ပူးအောင်မယ်လို့စူထားလို့စူထားရင်း မပူပေါင်းလို့ရှိရင်ထောင်ချမယ်လို့ချင်းချောက်ထားဖြစ်တယ်ဆိုတော့နေလို့ကတော့အခုလိုမျိုးเนาะဖိအားပေးခံရလို့เนาะသူတို့ဟို social media ပေါ်မှာမသိပေမဲ့သူရအသံဖိုင်ကပေါကြားလာတယ်ဗျာသူတငွေချင်းတွေကိုပြောပြမိတ်ဆွေတွေကိုပြောပြနေနေထားမျိုးပေါ့အဲ့တော့ဟိုပေါကြားသွားတော့နေတို့ကိုเนาะသတင်းပေါကြားစီလို့ဆိုပြီးတော့ညကလာဖမ်းသွားတဲ့တဲ့တောက်ရှောက်တက်လာနေရလေဖြစ်ပါတယ်နေတို့ begin ပါစေဗျာ